အဲ့ဒါတွေကကြည့်ပြီးစားရတစ်ချက်သွားအောင်ပါပဲအဲ့ဒါအဲ့ဒါပတ်ကြည့်လောက်ဟုတ်အဲ့ဒါတွေ charge လောက်ပဲရွှေ့ထုတ်လိုက်ဟုတ်ရွှေ့ပြီးတော့ဘယ်ရင်သွားမလဲကို့ဥမာအဓိကထားသူ့လူရေးကြည့်တဲ့လူတွေပေါ့ရေးကြည့်တဲ့သူဆိုဟိုကဆရာလေးတွေចောင်းနေဘုံចောင်းနေပြီးသွားပြီလားအဲ့ဒါတွေပြက်ပြီလားအဲ့လေဟိုလိုဆိုမှဒီဟိုလိုဆိုအဲ့လက်သမားစင်းတာနဲ့ဆရာလေးမြန်းမြန်းဆိုတော့ကွာပြီးတော့ယူပါဦးဒီလိုစင်းတယ် ။နောင်ညံ့စီပရမီရိတ်တာတောင်းတော့ဆရာလေးတွေဟောင်းနေတယ်။ဆရာလေးဒေါ်မလာ။မင်္ဂလာပါ။တတိယကြီးကောင်။အမကခုနကတော့ကျွန်တော်အကောင်ဟုတ်လားမဟုတ်လားလာမေးနေကြည့်လိုက်ကျွန်တော်လိုက်လွင်နေပြီခုမြန်မေးနေနေကျုပ်ကိုကျုပ်အကောင်ကိုကျုပ်ကိုကျုပ်မသိရောအကောင်နေရဘလက်ဘွား หนีเล้เนี่ยแหละอันตรายอีเว้ยหนีเล้ได้นั่นจ้องไม่ออกกูบลูแม็กก็เลยช่องไม่ออกเอ้ยอบลูแม็กก็เลยเอติงกูสวยไม่ไปหรอกอูเด้บลูแม็กก็เลยปิดตัวไปเออမင်္ဂလာပါရှင်မိတ်တင်က Facebook ကနေပြီးတော့မှ Facebook ကဒီ TikTok ကမိတ်တင်လူမှုကွန်ရက်တွေပေါ့နော် လူမှုကွန်ရက်ပုံမှာမိသင်ရဲ့ပုံလေးကိုအသုံးပြကြရတယ်ပေါ့နော်အသုံးပြကြရတယ်မိသင်ရဲ့ပုံလေးကိုအမ်မိသင်အသုံးပြတနည်းပေါ့နော်ထိုက်ပြီးတော့မှ သုံးကြရတယ်ပေါ့နော်အဲ့တော့ဒါလေးကိုသူတတိပြချင်တယ်ကမိသင်တို့ဒီ messenger တွေ ဆက်စပေါက်တွေကနေပြီးတော့မှအလုံးလုံးဝမလုပ်ပါဘူးမိတင်တွေရုပ်ဖုန်းတွေဖြစ်တဲ့399 932 39 39 54 30 39 48 39 48 39 49 50 39 49 50ငါ46 39 49 50လုပ်တာဖြစ်ပါတယ်เนาะဒီဖုန်းနံပါတ်တွေကမဟုတ်လို့ရှင်တော့မိတင်တွေလုံးဝမဟုတ်ပါဘူးဒီဖုန်းတွေနဲ့ဆက်သွဲအတီမပြုထားတဲ့ဘယ်လိုလုပ်ငန်းစဉ်မျိုးမှမိတင်တွေတာဝန်ယူပြီးတော့ဖြည့်ရှင်းပေးမှာမဟုတ်ပါဘူးအားလုံးအထူးတတိပြုစီချင်ပါရှင် လိုက်တင်လို့ဒီပေါ့နော်ငလင်းနဲ့ပတ်သက်ပြီးတော့မှလည်းမိတ်တင်ကဘယ်သူစီကမှတော့အလိုမခံပါဘူးမိတ်တင်လူတန်းတာလေးတွေကိုချီပြီးတော့မှမိတ်တင်ကိုမိတ်တင်နဲ့ထပ်သူပေါ့နော်အာပါဝင်လူတန်းကြတဲ့သူတို့ချင်းတယောက်ချင်းအားလုံးကိုလည်းကျေးဇူးတင်ပါတယ်မိတ်တင်တို့ပေါ့နော်မိတ်တင်နဲ့အတူတူဒီလုပ်ငန်းအာဒီ ခုနသားသမီးကိုခုနသားသမီးချင်းချင်းပုံเนาะခုနသားသမီးကိုခုနသားသမီးချင်းချင်းကိုရာကေတာတွေလုပ်တဲ့အချိန်မှာမိတ်တယ်လို့ပဲကအာတက်နိုင်တယ်လို့ပေါ့เนาะဟိုတက်ဆွမ်းနိုင်တယ်မြတ်မိတ်တယ်ဟိုအချိုးမှန်တက်နေပေါ့เนาะအချိုးချိုးဆဆားလေးနဲ့အာအမြန်ဆုံးပေါ့เนาะအိမ်လေးဆိုတော့အမြန်ဆုံးအဲပြီးအောင်အမြန်ဆုံးဟိုဆောက်ပြီးနိုင်အောင် မိတ်တယ် အဲကိုယ်တိုင်ကြီးကျက်တယ်မိတ်တင်ကိုယ်တိုင်ဒါလောက်တယ်ပေါ့နော်ဒါဒီနေ့ဆိုရင်မိတ်တင်စကိုင်းမှာမိတ်တင်တို့ဒါဒီမှာဆိုရင်မိတ်တင်တို့ကဒါဈေးရရဲ့ဈေးရတို့ချက်ရဲ့ဒါဟိုပါပေါ့အဲစကိုင်းဈေးရတို့ချက်ရဲ့အပါလေတမယုံပေါ့နော်ဇေယကတိတမယုံမှာမိတ်တင်မိတ်တင်မှာဒီပစ္စည်းဒါတွေတူလောင်တာပေါ့နော်ပစ္စည်းတွေဒီမှာထားတာပေါ့နော်အဲ့တော့ဒါဆိုရင်မိတ်တင်တို့ဒါဘီလက်မြေတွေလောင်ထားတာဖြစ်တယ်ဘီလက်မြေတွေလောင်ထားတာ နော်အမလိုက်လွင်နေအမကိုပါမယ်ခင်ဗျဟိုဟာဗီလက်မြေတွေလောင်ထားတာဖြစ်တယ်ဒါဆိုရင်မိတ်တို့ဒါတွတ်တွေအဲ့အလုံးဒါမနီးကအလုံး90စာဒီမှာထချထားတာပေါ့နော်အဲ့ဒါဆိုရင်လည်းဒါမိတ်တို့ဒါဒါထိရန်နေဆိုရင်လည်းဒါအလုံး90စာလောလောဆယ်အရင်ချထားတာပေါ့အလုံး90စာအရင်ချထားတာဖြစ်တယ်နော်မေးတယ်လို့ဒီမှာတော့အာပြီးတော့ကွန်ကရစ်တိုင်နေလည်းပြီးပြီเนาะတို့ဟုတ် ကွန်ကရစ်တိုင်တွေဆိုရင်လည်းဒါအားလုံးမှုလောင်းပြီးပြီကွန်ကရစ်တိုင်တွေဆိုရင်လည်းမိတ်တင်တို့အားလုံးအတုံးဘလောက်ရှိသွားရင်လည်းတို့အဲ့ဒါဆင်းနေကြတယ်အားနဲ့၆လုံးလုံးပြီးသွားပြီနော်ဟုတ်အားနဲ့၆လုံးဆိုတော့မိတ်တင်တို့ဒါလုံးကြီးဘလောက်စာအားနဲ့၆ဆိုတော့၅၃၆၃ဆို 56လုံးစာမိတ်တင်တို့ဒါအားလုံးလုံးပြီးပြီပေါ့နော်မိတ်တင်ကိုဆောက်လုပ်ပေးရမယ့်အိမ်ကြီးကအလုံးပေါင်း100ကျော်ပါတယ်အလုံးပေါင်း180ကျော်ရှိတယ်အဲ့တော့မိတ်တင်တို့ဒီမှာပစ္စည်းတွေကတော့ဒီမန္တလေးမှာမန္တလေးမှာလည်းမိတ်တင်တို့အလုံးအိမ်လုံး30ကျော်ဆောက်ရမယ်ဒီစကိုင်းမှာအိမ်အလုံး80ကျော်ဆောက်ရမယ်အာပြီးတော့ ကျောက်ဆယ်ပြီးတော့ငှက်ကတောင်ကြီးွာပြီးတော့အမြင်ဆိုင်ကြီးွာเนาะဒီရွာတွေမှာဆိုရင်မိတ်တို့ဆောက်ပြီးမယ်လို့မိတ်တင်ပြောထားပြီးစအိမ်ကြီးစုစုပေါင်းအလုံး100ကျော်ရှိတာပေါ့เนาะအဲ့တော့ဒီမိတ်တို့မှာဘာခက်ခဲရှိနေလဲဆိုတော့တစ်လိုအချက်တွေရှိတယ်ပေါ့เนาะတစ်တရားမိတ်တို့အမိတ်တို့လို့ လိုဟိုပါဘောเนาะအိမ်ဆောက်ဖို့အလုံးအလောက်တော့ရရရထားပြီးပြီဒါပေမဲ့လည်းဒီတစ်ကိုမိတ်တယ်ကခွဲစိတ်ရတယ်လို့เนาะခွဲစိတ်ရတော့အခုမိတ်တယ်ကိုအဆက်တည်းနဲ့ပဲမိတ်တယ်ကိုခွဲနေတယ်အဲ့တော့ဒါမကြာမီချိန်တွင်းမှာပဲမိတ်တယ်ကိုဒီတစ်တွေကခွဲစိတ်လို့ပြီးသွားမှာပေါ့เนาะအဲ့ဒါဆိုရင်တော့တစ်တွေခွဲပြီးပြီးဆိုရင်တော့ဒါလုပ်ငန်းကတော့ဘာပဲပြောကတရားမှာဟိုတရားမှာအမ် 90ရာခိုင်နှုန်းကတော့တက်ပြီးပြီဆိုရင်ပြီးသွားတာပေါ့နော်ကျန်တာကတော့မြန်နေလေဝန်နိုင်ဝန်နိုင်ဆောက်ရမယ်ပေါ့နော်နောက်တစ်ခုကကြတော့အလုတ်သမားလိုအပ်ချက်ပေါ့နော်အလုတ်သမားအာမေတင်ရဲ့မကဒမီယာခြံတွေရောင်းတေးလာဆိုတော့အာမေတင်ကမကဒမီယာခြံကိုကမရောင်းတော့ဘူးမေတင်တို့မကဒမီယာခြံရောင်းတာတွေကခဏနားထားတယ်မေတင်တို့စိုက်ထားတဲ့ခြံတွေကတော့ လောလောဆယ်အသီးတွေထွက်နေပြီเนาะအဲအသီးတွေထွက်နေတော့မိတ်တင်ကြောင်းပေးမယ်မိတ်တင်တို့ကိုပိုင်ခြံနေရပဲမိတ်တင်တို့ပတိမီယာအသီးတွေထွက်နေပြီအဲထွက်ရင်တော့ရောင်းပေးမယ်เนาะအဲ့တော့ဆက်ပြောပါမယ်အဲ့တော့ဒီမှာမိတ်တင်တို့ကအဓိကလိုအပ်ချက်တာလိုအပ်ချက်ကပေါ့เนาะဒီအိမ်ဆောက်လုပ်ရေးနဲ့ပတ်သက်ပြီးတော့မှပြန်ပြီးတော့မှလိုအဓိကလိုအပ်တာတွေကမိတ်တင်တို့က အာတစ်ပေါ့နော်တစ်ကလည်းမိတ်တင်အလုံးလောက်တော့ရထားပြီးပြီဒုတိယကတော့မိတ်တင်လို့အလုံးသမားပေါ့နော်အလုံးသမားကစုစုပေါင်းဆိုရင်မိတ်တင်လို့အဖွဲ့14ဖွဲ့ပေါ့နော်14ဖွဲ့ဆိုတာတို့လက်ရှိကခုနကတမတမတော့ချူတရားတရားပါလေခုနကလက်သမားအဖွဲ့ဟာဟုတ်နောက်ဆုံးပါလေရှားပြီးသားမရပြီးသားချန်ပြီးလက်မြေစာအောင်ကမှမထားဘယ်စာအောင်ကမှဒီတဲ့နော်ဒါဒါဒါတွေကတို့ရှိပြီးသားရင်နော်လက်သမား နှစ်3လ6ခုရှိကိုစစ်တဲ့စနစ်12ဖွဲ့ဒါတို့စနစ်စနော်ဟုတ်တယ်73 34 36 36 36 36 69လက်သမား16ဖွဲ့နဲ့မိတ်တယ်လို့တပြိုင်တည်းစောင့်နေတာဖြစ်ပါတယ်လက်သမားကလည်းဒါဒီဒီခေခါမှာကရှာတာအမှန်တကယ်ခင်ပါတယ်အဲ့တော့မိတ်တယ်တို့ကတစ်ဖွဲ့ပြီးတစ်ဖွဲ့နဲ့အမြန်ဆုံးပေါ့နော်အမြန်ဆုံးအမြန်ဆုံးစောင့်နေတာနော်နော်အဲ့တော့ဟို ဟိုကျမရဲ့လုပ်ငန်းစဉ်ကိုလေဘသူ့ရဲ့အကြံဉာဏ်မှာကျမကမယူဘူးရှင်ကျမရဲ့လုပ်ငန်းစဉ်မျိုးကျမရဲ့အာတက်ဆက်ရှင်တခုနဲ့ပဲကျမအလုပ်လုပ်တယ်ဘယ်သူအကြံဉာဏ်မှမယူဘူးเนาะအဲ့တော့ငကန်းနီပွဲကမိတ်တင်တို့ဒီနှစ်မကုန်ခင်မှာမိတ်တင်တို့ပြုလုပ်သွားမှာဖြစ်တယ်စောင့်နိုင်ရင်လည်းစောင့်ပါမစောင့်နိုင်မှုဆိုရင်လည်းမိတ်တင်တို့ရုံးကိုချိန်ပြီးပုံဆက်ပြီးတော့မှအကျိုးချောင်းပြောလို့ရပါတယ်เนาะ အဲ့တော့ဟိုမိတ်တင်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ရမိတ်တင်ကပဲသူ့ရဲ့ decision မှမယူပါဘူးမိတ်တင်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်မိတ်တင်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ပဲလုပ်လို့တာဖြစ်တဲ့အတွက်မို့မိတ်တင်ကဘသူ့အကြံဝင်မှလည်းမိတ်တင်ယူမှာမဟုတ်ပါဘူးအားလုံးကျေးဇူးတင်ပါတယ်အာနောက်တစ်ခုကအပေါ်တော့မိတ်တင်တို့အခုဒါလုပ်ငန်းကြောင့်လေးဆက်ပြောမယ်နော်ဒီအိမ်ဆောက်တာလေးတွေနဲ့ပတ်သက်ပြီးတော့အဲ့လိုအိမ်ဆောက်တာလေးတွေနဲ့ပတ်သက်ပြီးတော့ အဲ့တော့ရတမ16ဘွဲ့နဲ့မိတ်တင်တို့ကစောက်လုံနေတာဖြစ်တာဖြစ်တဲ့အတွက်မိတ်တင်တို့ဘက်ကအမြန်ဆုံးဒါ PC အောင်နေဆောင်ရနေတာဖြစ်တယ်။အဲ့တော့မိတ်တင်တို့ဟိုစီကနေပြီးတော့မှအိမ်အလူခံအဲမိတ်တင်တို့ကလှူပေးပါမယ်ဆိုပြီးတော့ပြောလိုက်တဲ့သူတွေစိတ်ရှိရှိလေးနဲ့တော့မိတ်တင်ကိုခဏဆောင်ပေးပါ။ဘာလို့ဆိုမိတ်တင်တို့မှာကအမ် ဒီဒီ kit မှာပေါ့เนาะမနေ့ကဆိုရင်မိတ်တင်ကို ဖုန်းဆက်လာတယ်မိတ်တင်ကိုဘယ်လိုဖုန်းဆက်လာလဲဆိုတော့မိတ်တင်ဆောက်တဲ့အိမ်က65သိန်းနဲ့ရတယ်ပေါ့เนาะမိတ်တင်ဆောက်တဲ့အိမ်ပုံစံမျိုးကိုသူတို့တွက်တာပေါ့เนาะသူတို့တင်နဲ့သူတို့အမ်သူတို့သွန်းနဲ့သူတို့ဒီသူတို့ကုန်ကြစိတ်ကိုတွက်တဲ့ချိန်မှာသိန်း65သိန်းမကဘူးတဲ့အဲသူတို့ကကုန်ကြတာပေါ့เนาะ65သိန်းမကဘူးတဲ့အမိတ်တင်နဲ့အဲ့ဒါဘယ်လိုဆောက်တာလဲတဲ့ အမနီကခုနကနင့်ကိုပြောတာလေဟုတ်ဘယ်လိုဆောက်တာလဲဆိုတပီတော်တို့ကလို့ဆရာတော်ပြတပားပါပဲเนาะမိသင်ကိုဖုန်းဆက်လာအတပီတော်တို့ကတို့အများစေးနေတယ်တပီတော်ကပြီးတော့တစ်ဆိုလဲကိုတိုင်းတကယ်ကိုဟိုအောက်ခြေထိခြေပြန်ဆောက်တာဖြစ်တဲ့အတွက်မျိုး65ဒိန်းနဲ့လောက်တာပါလို့အမ်ပြောမယ်ဆိုရင်အလူလှူတဲ့သူတွေစီရတာမိသင်ကအိမ်တလုံးကို65ဒိန်းကိုကောက်ပေးမယ်တချို့အိမ်တွေတချို့ဘုံเจ้าတွေတချို့မေတ္တိလရှင်စာတင်เจ้าတွေအတွက်ဆိုရင်မိသင်က ကျောင်းတစ်ဆောင်ဆိုရင်ဒိန်းတရာကျော်ကြပါတယ်အဲ့ဒီဒိန်းတရာကျော်ဆိုရင်နမိတ်တရာ65ဒိန်းနဲ့ဒါအဲ့တော့ဒီ65ဒိန်းနဲ့ကောက်တာပေါ့နော်ဒီ65ဒိန်းအဲတချို့ကျောင်းနေတချို့အိမ်တွေပေါ့နော်အခုဆိုရင်နှစ်ထပ်အိမ်တွေတလုံးပြီးတော့မယ်အဲသူကခြေတန်းရှိအိမ်တွေပေါ့နော်ဘာကြောင့်သူကနှစ်ထပ်အိမ်တွေခြေတန်းရှိတွေစောက်ပြတာလဲဆိုတော့သူမိုးတွင်းခါဆိုရင်မြင့်နေနေရဲ့ ိမ်ဖြစ်တဲ့အတွက်မျိုးမြည်ရတက်တယ်ပေါ့နော်မြည်ရတက်ရင်ဒုထောက်အိမ်လေးစောက်ပြီးလို့ရှိရင်သူ့ရဲ့အိမ်ကရှည်မြုပ်မှာပေါ့နော် ော်သူ့ရဲ့မြေသူ့ရဲ့အိမ်လေးကအရင်မြုံမှဖြစ်တယ်ဒါကြောင့်မလို့မိတ်တင်ကခြေတန်ရှိအိမ်လေးကိုသူဆောက်ပေးတာဖြစ်တယ်ခြေတန်ရှိအိမ်လေးရဲ့တံပိုးကမိတ်တင်ကိုကုန်ကြမ်းငွေကိုတွက်လိုက်တဲ့အချိန်မှာ300ကျော်ထပ်မှရှိတယ်ပေါ့နော်ဒါမဲ့အလို့ရှင်ဝင်ကြတော့မိတ်တင်က300ကျော်ကုန်နေလို့တည်းထပ်ပြီးတော့မပြောသလိုအမ်100ကျော်ကုန်ထားတယ်ပတ်စံထပ်ပေးပါလို့လည်းမိတ်တယ်လို့မပြောဘူး65သိန်းနဲ့ပဲအလူရှင်စီကနေမိတ်တယ်လို့လက်ခံပြီးတော့မှအလူရှင်ရဲ့ဆိုင်းပုတ်လေးကိုမိတ်တယ်ကကတိထုတ်ပေးတာဖြစ်တယ် เนาะအဲ့တော့လိုက်တင်စီမှာကလှူလိုက်တဲ့သူကလည်းစိတ်ချမ်းသာမှုရသလိုရသွားတဲ့အင်ရှင်တွေကလည်းစိတ်ချမ်းသာမှုရအောင်မိတင်တို့ကအလူရှင်နဲ့အလူခံရရှိတဲ့သူပုံကိုရကြတဲ့မှာပေါ့နော်ဘန်ကူတရားလေးတစ်ခုအနေနဲ့ပဲမိတင်ကမိတင်တို့ရဲ့အချိုးအမြက်ပါတစ်ခုမှမတွက်ပဲနဲ့မိတင်တို့ကဆောင်ရွက်ပေးတာဖြစ်တယ်၊ကူညီပေးတာဖြစ်တယ်เนาะအဲ့တော့ အလူရှင်ပုဂ္ဂိုလ်တွေတဝတိတယောက်ချင်းနေရောအလူခံပုဂ္ဂိုလ်တွေတဝတိတယောက်ချင်းနေရောအားလုံးကိုမိတင်ကပူကြမှာစိတ်ချမ်းသာကြပါစေလို့အဒီနေ့ကနေဆုတောင်းမေတ္တာပို့သားလေးရရှိပါတယ်။မိတင်တို့ဆီကနေပြီးတော့မှအလူလက်ခံရရှိမယ်လို့မိတင်တို့ကလှူပေးပါမယ်လို့ပြောပြီးသားအိမ်နေပေါ့နော်။နည်းနည်းလေးမိတင်ကိုစိတ်ရှိရှိလေးနဲ့စောင့်ပေးကြပါလို့အားလုံးဒီနေ့ကနေမေတ္တာရက်ခံပြပါစေရှင်။အားလုံးကျေးဇူးတင်ပါတယ်။